အဲ့ဒီအဲ့ဒီ better person ဆိုရဲစကလုံးလေးပေါ့အာလီတို့တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်မေတ္တာများကြတယ်ဆိုတဲ့ဟာကအဲ့ဒီအရာလေးကတော်တော်အဲခိုင်မြဲတဲ့စကလုံးလေးတစ်လုံးပါဆိုတော့ဒီကတော့အဲ့စကလုံးလေးကိုကြိုက်တယ်ပေါ့အဲ့မှာ marketing မှာအောင်သွားတာပေါ့တော် like ရရတယ်လို့ပဲပြောရမှာပေါ့လေသူ6လဆောင်ပြီးတယ် အဲအဲ့ဒီအထဲမှာအဲ့အတွင်းမှာလဲသူကိုကြွေအောင်ကိုအဲသူ marketing နဲ့စင်းနေပေါ့လေဆိုတော့ခဏကပြောတဲ့ဘိုက်ကမာလေးကပျော့သွားဒီကတော့စိတ်နေစိတ်ထားပုံချင်းလေးတို့တော်တော်လေးတူတာကိုနေတိထားမိတယ်။အကြံတဲ့အရာတွေကတော့လေးတို့ညှိယူပါတယ်။အဓိကအဲ အချိန်တော်တော်များများသူနဲ့ပဲကုံဆုံးနေရဆိုတော့နှစ်ယောက်အဲဘာလေးတွေဆိုရင်တော့မကြိုက်ဘူးဘာလေးတွေဆိုတော့ကြိုက်တယ်ဘလိုမျိုးလေးဆိုရင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲဒါမျိုးလေးတော့သွားတယ်အဲဟာတာသူအဆက်မစားဆိုတော့လီ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 ပဲလိုက်ကြည့်လိုက်ပါလေလီလီလည်းအဆက်မသိမစားပြုံးဆိုတော့အဲ့လိုတခုခုဟင်းပွဲရွေးမယ်ဆိုရင်တော့အဲ့လိုအချိုးပွဲလေးကိုရွေးပြစ်တာမျိုးပေါ့အဲ ကားလေးကအရန်ကိုအဲဇလန်တွဲဆိုတော့အရန်ကိုထူဆန်းတဲ့ကားလေးအဲတမင်ရဲ့ရိုးရိုင်းလည်းပါတယ်ဆိုတော့လာရောက်ပြီးတော့အပိတ်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့အအဓိကတော့ထူးထူးခြားခြားလေးအဒါဖန်တီးထားတယ်ပုံမှန်ဇလန်တွဲရဲ့ထက်ခွဲထွက်ပြီးတော့မှဆိုတော့လေတို့ဒါလာရောက်ပြီးတော့အပိတ်ဝင်းရံတော်ပေါ့လေကြိုက်ပါတယ်ဟုတ်ကဲ့ အဲသဘောကျတယ်လီလီကိုလိုက်လဲအာဟိုလောက်ကဖြစ်မယ်2020လောက်ကဖြစ်မယ်ထင်တယ်လီလီအဲကိုနာခွာနေနဲ့ရိုက်ထားမှုတဲ့ကာအဲဓာတ်ပုံလေးဓာတ်ပုံရှိတယ်ဆိုတော့အာကိုလိုက်လဲဝတ်ရတာကြိုက်တယ်အဲဝတ်ထားတဲ့သူမျိုးတွေ့ရတာလဲကြိုက်ပါတယ်ဟုတ်လားလာတယ်လာတယ်တော်တော်လေးလာတယ် unit အရန်ဖြစ်တဲ့အဲ ဝတ်စုံမျိုးလေးတွေဟုတ်ဟုတ်အော်ဟိုကအဲ့ဒါဟိုကလီတို့အဲ့ဒီဆိုင်လေးကိုအဲစားတော့ဆိုင်လေးကနေအတဲတဲ့ဟိုတယ်ကိုပြန်နေတဲ့အချိန်လေးမှာပဲအနောက်ကနေပဲတိုင်လိုက်လာရင်လည်းစစရင်လည်းစရင်အတိုင်းပြောထားတဲ့ဗီဒီယိုလေးပါဟုတ်ဟုတ် ချိန်လို့ရပါတယ်အဓိကတော့ဒါကိုယ်ရပျော်ရှင်နေတဲ့အခိုက်အတန့်လေးလည်းဖြစ်တယ်အဲ့ဒါမှမသူကလည်းဒါအဲချိန်ချိန်နဲ့နှစ်နိုင်ချင်းနဲ့ဒီဟာလေးကိုသူဟာသူလေးအာသူ့ရဲ့ကိုပိုင် page လေးမှာ post တင် ထားတယ်ဆိုတော့လေးလည်းအရင် PT ဖြစ်ရပါတယ်ချိန်နဲ့ရပါတယ်ဟုတ်ပါတယ်ဟာလေဟာလေမဲလာတော့ချိန်နဲ့လာမဲလာခုပြ အဲကြောက်တယ်လို့ပဲပြောမှာပဲ तू တော့ပုံမှန်လဲဆိုင်ငယ်မကျွမ်းသေးဘူးမစီးတက်သေးတဲ့အဲလူတယောက်အနေနဲ့ရောပြီးရင် तू အဲအနောက်မှာထိုင်ရတဲ့ဟာမှာလီတို့အဲ့အဲအကန်ပုတ်ပါသွားတဲ့အဲခီးမာတော်မှာ तू ပွင့်လင်းပြောရင် तू တလန်းလုံးအဲ့ဓာတ်နှစ်ဖက်လုံးအဲ့လိုအနောက်ကတန်းယူ तू ကင်ပြီးမှလိုက်တာအဲ့တနာရီလောက်မောင်းထားတဲ့ခီးကို तू အဲ့တနာရီလုံးလုံးကင်ပြီးနောက်ပြီးအဲ့လက်တွေမှာလဲအတမာတွေရဲတွန့်နေရပဲ तू တော်တော်ကြောက်တဲ့နေရာမှာ ပါတယ်။ပုံပြီးစကြင်လားဆိုတော့အဲ့လိုတော့မရှိပါဘူး။အဲ့အခိုက်တန်ကတော့လီတို့အဲ့နီနီနာလေးပဲသွားတယ်။အဲသူလဲလီနောက်ကနေလိုက်ညာဆိုတော့လီတိုင်းပဲအဲသူအဲလို့သူမသိတဲ့အချိန်လေးမှာပဲစလိုက်တဲ့သဘောလေးပေါ့။အေးကြာနော်။မဟုတ်ပါဘူး။ကျောင်းမြန်ကျောင်းမြန်ကကိုကတောင်းခံခဲ့ရတာ

။သူကဇညုံးပိုင်တယ်လေဇလဲဇညုံးဒရိုက်တာဆိုတော့အာဒီကတော့အကိုသူတံပိုးထားကြောင်းကိုချစ်ကြောင်းပြီးတော့လီလီကအရှိမလဲလီရလီရထရမာရထားတဲ့မိန်းကလေးတယောက်အနေနဲ့လီလီအချစ်ကိုကြောက်နေတဲ့သူတယောက်ပေါ့နော်ဆိုတော့အဲသူကိုယ်တိုင်ကလည်းဒါမျိုးတွေမဖြစ်အောင်သူလည်းစင်ကျင်ပြီးတော့မှနှစ်ယောက်သားတယောက်နဲ့တယောက်အဲ better person ဖြစ်အောင် ဲနေပြီးတော့အဲ့ဒီအချက်လေးကိုဖန်တီးပေးသွားမယ်ပေါ့သူကိုယ်တိုင်လည်းအဲ့လိုလေးဖန်တီးပေးပါမယ်ဆိုတော့စကားရည်နဲ့ marketing စင်ခဲ့တော့စကားကိုအကျိုးရင်းတယ်အဲအဒီကအဲ့ဒီအဲ့ဒီ better person ဆိုရဲစကလုံးလေးပေါ့အာလီတို့တယောက်နဲ့တယောက်ချစ်ကြတယ်တယောက်နဲ့တယောက်မေတ္တာများကြတယ်ဆိုရဲဟာကအဲအဲ့ဒီအရာလေးကတော်တော်အဲခိုင်မြဲတဲ့စကလုံးလေးတစ်လုံးပါဆိုတော့ဒီကတော့အဲ့စကလုံးလေးကို 在的，哎，妈妈跟爹妈熬暖了。 ဆင်ပြေပါတယ်အာအဓိကလီလီကလီလီတယောက်ထဲလုံးကထက်အခုအဲနှစ်ယောက်ဖြစ်သွားတဲ့အချိန်မှာအဲလီလီတွေ့ပို့ပြီးတော့အားကိုရှိတယ်လို့ခံစားရတယ်ပြီးတော့ကိုသွားခြင်းနဲ့လမ်းလေးတွေကပို့ပြီးဖြောင်ပြူသွားလို့ပို့မြင်ရတယ်အဲနောက်တစ်ခုကဒီနောက်ပိုင်းလီလီရဲ့ပုံစံလေးလီလီရဲ့ဖြစ်တည်မှုလေးကပို့ပြီးတော့အဲကိုကိုကိုလည်းပြည့်စုံလာတယ်လို့မြင်တယ်ဆိုတော့ကောင်းပါတယ်ဟုတ်လားဟုတ်ပါ嗯。 အာမိမပူဆန်လာတော့မပြောတတ်ပါဘူးဒါတစ်ဖက်လူကမြင်တဲ့အမြင်ပဲထင်ပါတယ်။လီကတော့အရင်လီလီပါပဲ။ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်။ဆရာကတော့အမြင်အာလီတို့နှစ်စင်သွားကြတော့တိုင်းဆရာအမြင်စားတယ်။အဲဒီနေ့အာကွာကလည်းသူ့တိုင်းလည်းကြောကျင်တယ်။အဲဆိုတော့အာလီသူ့တော်မှမပြောခင်ကလေးကအဲ့ဒီမရောက်ခင်ကလေးကပြောထားတယ်ပေါ့နော်။ လိုက်လာတော့နေအစခံမှာတော့လို့ဆိုအဲဆိုတော့အခုဒါအဲဆရာအတိုင်းပဲချက်လို့စတာပေါ့နော်ပြီးတော့ဆရာကိုရဲကလည်းအာကိုတတမီလေးပျော်နေတာကိုသူမြင်တယ်အဲအချိန်မှတော်တော်ပျော်နေတယ်ဆိုပြီးသူအာလူမျိုးတော်မှအလိုလေးနှောက်တယ်ဆိုတော့ဝမ်းစာပီတီဖြစ်ပါတယ်ဟိုဆရာကိုယ်တိုင်ကိုရီးယားရဲ့ချစ်ချင်းမေတ္တာကို appreciate လုပ်တယ်ဆိုတော့အဲပျော်ပါတယ်ဟုတ်ဒါဒီဒီကြော်ခိုင်လို့ခရော့တာဒီကြော်ခိုင်လို့လေးမရတာဟုတ်ပါဘူးဘာလဲဟုတ်ရေးစားတက်ခဲ့ခြင်း ်ချစ်သူပဲအဲအများလဲဆိုတော့အဓိကတော့စိတ်နေစိတ်ထားပုံချင်းလေးတော်တော်လေးတူတာကိုမိတိထားမိတယ်အကြံတဲ့အရာတွေကိုလေးတို့ညှိယူပါတယ်အဓိကအဲအချိန်တော်တော်များများသူနဲ့ပဲကုံဆုံးနေရဆိုတော့နှစ်ယောက်အဲဘာလေးတွေဆိုရင်တော့မကြိုက်ဘူးဘာလေးဆိုတော့ကြိုက်တယ်ဘယ်လိုမျိုးလေးဆိုရင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့အဲဒါမျိုးလေးတော့သွားတယ်အဲ ဟာတာသူအဆက်မစားဆိုတော့လီ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 ပဲလိုက်ညှိလိုက်ပါလေလီလီလည်းအဆက်မသိမစားပြေဘူးဆိုတော့အဲ့လိုတခုခုဟင်းပွဲရွေးမယ်ဆိုရင်တော့အဲ့လိုအချိုပွဲလေးကိုရွေးပြစ်တာမျိုးပါအဲအကြီးကအဲအရင်စလီတို့အဲစတွဲဖြစ်ခါစတော့ကတော့သူကတိတ်ပြီးတော့ဒီ အဲဆိုင်ကသွားတယ်လာတယ်ဆိုတဲ့ဟာမျိုးယောက်ျားလေးတွေတယုံယုံနေပေါ့ဆိုတော့အဲသူလိုက်ရမှဖြစ်မယ်တချို့ဟာလေးတွေအဲပင်မန်းနေလို့ပင်မန်းနေရမကြည့်ရဘူးတော့ဘာလို့ပေါ့နော်သူဒီအနှစ်သာရောသူမသိသေးဘူးလေဆိုတော့လီလီယာသူ့ကိုအဲတစ်ချိန်စမ်းစီးကြည့်တယ်နှစ်ချိန်စမ်းစီးကြည့်တယ်ဆိုတော့အခုအချိန်အတိုင်းသာတစ်ခုရောက်တဲ့အချိန်မှာသူကိုယ်တိုင်သူ့ကိုယ်တိုင်ကဒီဆိုင်ရဲ့စီးရတဲ့အရာတော်ကိုသူကြိုက်လာတယ် သူတင်ပဲပြောတယ်အဲဒီတစ်ခါနောက်ဆုံးဒီလိုပကံမှာစီးခဲ့တဲ့ trip လေးကတော့အမရှင်းမြတ်တို့ရောအကုန်လုံးအဲသူ့ကိုပေးနာကနေအဲကိုကြီးဆိုင်ငယ်စီရမယ်နော်အဘာညာဆိုသူတော်တော်လေးပိုချွားနေသူတင်ပဲသူလုံးမယ်ပေါ့သူစီးရှင်နေဆိုပြီးပြောနေတယ်ဟုတ်ပကံနေပြီးတော့ပုတ်ပါးကိုသွားနေပုတ်ပါးနေဟုတ်ပါဘူးပကံနေပုတ်ပါးနေ ။ဗဂန်ရဲ့ပေါ်ပေါ်သွားနေပါတယ်။ဆိုင်ကရီစီစဉ်ပေးကြတဲ့အခုအာဟုတ်ကဲ့အာလီတို့ချစ်ပေးကြတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းကိုလီတို့တကယ်ကိုကျေးဇူးတင်ပါတယ်လို့လီတို့လည်းအပွင့်လင်းပြောရင်တော့ဒီအနုပညာပိုင်းမှာရောလီတို့ရဲ့ဒီဘက်လူမျိုးရေးပိုင်းမှာရောအဆက်ဆက်ရရအားလုံးအဆင်ပြေချောမို့ရအောင်လို့အဲကြိုးစားပြီးတော့တိစောက်နေပါတယ်။လီတို့ရုပ်ရှင်လေးတွေလည်းတက်လာဖို့ရှိပါတယ်။ဆိုတော့ရုပ်ရှင်လေးတွေအဲတက်လာတဲ့အခါကျရင်အားပေးပါဦးလို့ဒီကခေါ်ချင်ပါတယ်ရှင်။အားလုံးကျေးဇူးပါ။